အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမှာကတော့တင်ချက်ခံဖြစ်သွားတော့တတ်သေးဆိုတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ အဆုံးထိလိုက်ပါ နားစင်အားပေးကြပါဦးခင်ဗျာ1983ခုနှစ်ဇွန်လတည်းတွင်ဖြစ်ပါတယ်ကျွန်တော်အင်းစိန်မြို့နယ်ပြည်သူတရားရုံး၌ CBO တောင်ဝင်ထမ်းဆောင်နေရခြင်းနဲ့ဖြစ်တယ် CBO တောင်ဝင် အရာရှိမှာရဲအုပ်အုံကျော်ပဲဖြစ်ပါတယ်ကျွန်တော်ကသူ့အောက်ထက်တစ်ထက်နေဒူရဲအုပ်စခန်းမှုဖြစ်ပါတယ်အပြာဝိုင်းလေးပေါ်မှာငွေကြေးတပွင့်တင်ထား၍ အပြာခံစကမ်းမှုဟုလည်းသတ်မှတ်ခံရတယ်။ CBO ကိုမြန်မာစကားဖြင့်ယုံအမှုလိုက်အရာရှိလို့ခေါ်ပါတယ်။သူ့ရဲ့တောင်းဝင်မှာယခုခေတ်ဥပဒေအရာရှိများတယ်။အစိုးရဘက်မှ အမှုများကိုလိုက်ပါဆောင်ရွက်ကြတယ်။ဒါကြောင့်ဆွဲချဟုတဲ့အမည်တစ်ခုလည်းရပြမှာတယ်။ဥပဒေအရာရှိကဲ့သို့ပင် လုပ်ငန်းတဘာဝရှိတော်လေ။တာဝန်ကဥပဒေအရာရှိထက်များပြားတယ်၊ရှုပ်ထွေးတယ်။ တရားရုံးထုတ်လာတဲ့တရားခဏ်များတို့ရဲ့လုံခြုံရေးလေသူ့ရဲ့တောင်းဝင်တရားခဏ်ထွက်ပြေးလွတ်မြောက်မှု မရှိနေရေးလေသူ့ရဲ့တောင်းဝင်တရားရုံးမှာငြိမ်ဝင့်ပြီးပြားနေရေးနဲ့စီကန်းတည်ဝဲမှုကလေသူ့ရဲ့တောင်းဝင်ထို့ကြောင့်ပင်အင်းစိန်ရဲစခန်းအမှုစစ်အဖြစ်မှာအင်းစိန်တရားရုံး CBO ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်ထို့စီမှာကျွန်တော်ကဝိစာပွဲလက်မှတ်တစ်ခု အထက်တန်းရှိနေစာမွေးပွဲအောင်လက်မှတ်တစ်ခု ရရှိထားခဲ့တယ်။မတ်ပုံတင်ရှိနေအာအန်ပထမနဲ့လဲတက်လျှောက်ခြင်းဖြစ်၍ CPO တာဝန်နဲ့ကျွန်တော်ကျွန်တော်နဲ့ CPO တာဝန်အလုံးကုန်မအင်မတန်တင်းလျှော်သည်ဟုဆိုလို့ရပါတယ်။အမှုစစ်သားပြုလုပ်တဲ့ကျွန်တော်အမှုလိုက်မလုပ်တဲ့ကျွန်တော်တရားရုံးမှာအခက်အခဲမျိုးစုံ တွေ့ကြုံရပါတယ်။ထိုအခါမျိုးတွင်ကျွန်တော်ကိုနားလည်ပေးကလမ်းပြခဲ့တယ်။ဥပဒေကြီးအဖျားဖျားကိုတင်ပြခဲ့တဲ့စကြဝဠာဦးငင်းရဲ့ကျေးဇူးကို ကျွန်တော်ယခုတိုင်မှာတသားသာဖြစ်လျက်ရှိပါတယ်။ဤသို့သောအချိန်အနည်းနဲ့ဤသို့သောအချိန်အခါမှပင်တရားခံဖြစ်သွားရရှာတဲ့တတ်တည်ကိုခေါ်ဆောင်လာမဲ့နမေအရာဒိဋ္ဌိကျရှိနေကြည်တူနဲ့ကျွန်တော်တရားရုံခန်းနေ၌ရေဆိုင်တွေ့ကြုံခဲ့ရပါတော့တယ်။အင်းစိန်မုကဒစိမ့်စိန်တဖွဲဖွဲမဆဲဘဲနဲ့ရွာလို့နေပါတယ်။ကျွန်တော်ဒီရဲအုပ်အုံးကြော်နဲ့အတူမှုခဲအကြံပေးချက်များရေးသားရန်ရဲစက်ခုကို ဖက်ရှူနေလျက်ရှိပါတယ်။မရှင်းလင်းတဲ့ဥပဒေကိစ္စများကိုလည်းဝါချင်းရဲရာရှိရဲအုပ်အုံးကျော်ထံမှမေးမြန်းတင်ယူနေကြတယ်။နနက်စေနာရီခန့်၌တရားစီရင်ရေးအဖွဲ့နှင့်အရှိဖက်စာရေးရောက်လာတယ်။အမှုစစ်စစ်ဆေးရန်အတွက်ကျွန်တော်ကလာရောက်အကြောင်းကြားခြင်းပဲဖြစ်ပါတယ်။ရဲအုပ်အုံးကျော်ရဲ့ခွင့်ပြုချက်ဖြင့်ကျွန်တော်တရားခွင်သို့လိုက်သွားခဲ့တယ်။တရားခွင်မှာတရားသူကြီးတို့ ညီညာစွာပဲရောက်နေပါတယ်တရားခံခွင့်နဲ့ဥမာလဲသတ်မှတ်တဲ့နေရာ၌ရဲအဆောက်များနဲ့အတူရှိတယ်တရားသူကြီးအဖွဲ့ကိုအယုဒေပြုပြီးရုံအမှုလိုက်အရာရှိနေရာမှာကျွန်တော်ဝင်ထိုင်ခဲ့တယ်မျက်လုံးဝေ့ပြီးတော့ကြည့်တော့တရားခံအကျိုးဆောင်ရှိနေကြီးမရောက်လာသေးတရားခံများဘက်မှလက်ဖိတ်ရှိဆိုင်မှာလိုက်ခေါ်နေကြောင်းကိုပြောဆိုတန်ကြားရတယ်အတန်ကြာမှရှိနေကြီးကရောက်လာတယ်သူ့ရဲ့နောက်မှာ အလုတ်တင်ရှိနေသုံးယောက်လည်းပါလာတယ် ူတို့ရဲ့နောက်မှာတရားခဏ်များရဲ့ဆွေမျိုးများဖြစ်ရန်သူတို့တော်တော်များများလဲပါလာခဲ့ကြတယ်။ချင်းနေကြီးကြွလာပုံကမင်းခဲမင်းနာနဲ့ကြွလာတဲ့ဇက်သေးကဝင်းချင်းတူဥပမာ ဟိတ်နဲ့ဟန်နဲ့ရှိလာတယ်။ချင်းနေကြီးမှာကွေးမြောက်ကိုပလုပလောင်းဝါရှင်နဲ့တရားသူကြီးအဖွဲကိုအယူသည်ပြုတယ်။ပြီးတာနဲ့သူ့ရဲ့နေရာမှာဝင်ပြီးတော့ထိုက်မာတယ်။ချင်းမဆင်းနေတဲ့တပည့်များကလည်းဆရာနီတို့ဝင်လာခဲ့ကြတယ်။ အရင်ပဲယုံကျိန်းတို့ကတခြားယုံမှသွားဆရာရှိလို့အမှုကိုစောစောစစ်ပေးရလို့အကျိုးဆောင်ကြီးပဲပြောခဲ့တယ်မဟုတ်ဘူးလားအခုတော့လေလိုက်ခေါ်မှပဲလာတော့တယ်လာပြန်တော့တယ်ကိုးနေဝါးနေတယ်ယုံခဲနဲ့မထွေးမိပါစေနဲ့တရားစီရင်ရေးအဖွဲ့တူကလေးအေးအေးဖြင့်ခက်မှမှပြောလိုက်ပါတယ်ရှေ့နေကြီးကဝါရှင်းရှေ့နေပြီပြီအရေးထူလာတယ်မျက်နှာတစ်ချက်ပြတ်သွားသည်ကိုကျွန်တော်မှမတွေ့ချာတဲဟဲနဲ့ရေမုတ်ပြီး အပြင်းပတ်ထွက်ပြီးတော့ကိုများကို ထွေးထုတ်ပြီးပြန်ပြီးတော့လာခဲ့ပါတယ်။တို့ရှိနေကြည်ရဲ့မိမဥကြောအောင်ပဲဖြစ်တယ်။သူနဲ့ကျွန်တော်တရားခွင့်တွင်တစ်ချိန်မှမဆုံဘူးတဲ့။ဒုဗ္ဗတော်လည်းဥပဒေပညာကျွမ်းကျင်ခြင်းစကားပြောကောင်းခြင်းနဲ့ဟိတ်ဟန်မင်းမောင်ဥပဒေရုပ်ကောင်းဒီကိုတော့ကျွန်တော်သိနေခဲ့တယ်။တို့အပြင်ယုံကျိန်တဲ့မှန်မှန်မတက်ဖယ်ပညာများနဲ့မင်းလည်းခဲပြည့်လုပ်တဲ့သူရဲ့ချင်းတရားများတားမှုရှိသည်မရှိသည် လိုအပ်ကို့အမှုတည်နိုင်ဖို့အဓိကဟူတဲ့ခံယူချက်ဖြင့်အထက်လန်းအောက်လန်းနှီးစုံလန်းစုံသုံးတတ်တဲ့သူ့ရဲ့အချင်းတို့ကိုလည်းကြားသိခဲ့ပြီးဖြစ်ပါတယ်။ထိုရှိနေကြီးများနဲ့မှကျွန်တော်ယခုတော့တရားခွင်တွဲမှမျက်နှာချင်းဆိုင် တွေ့နေရချီပြီး အမှုကားတော့ကြီးကျယ်တဲ့အမှုမဟုတ်ပါစိတ်ဝင်စားစရာလည်းမကောင်းတရားမဝင်ကျွဲနွားတဲဆောက်မှုအမှုကြီးစေမျိုးစည်းဝင်မဟုတ်တဲ့ဖြင့်အရေးမပါတဲ့အမှုလို့ ဆိုကြတော့လေဆွဲဆိုတဲ့ပုံမှန်ကတော့1940ခုနှစ်အရေးကြီးသောကုန်ပစ္စည်းများနဲ့ဆောင်ရွက်မှုများဆိုင်ရာဥပဒေပုံမှန်၈၃နှစ်ထိဒေါင်းနံဖြစ်စေငွေဒဏ်တစ်ထောင်ဖြစ်စေချမှတ်နိုင်ပြီးပစ္စည်းအလုံးကိုပြည်သူဗန္နာဖြင့်သိမ်းယူရမည်ဟုလည်းပြည်ထောင်သတ်မှတ်လိုထားပါတယ်စိတ်ဝင်စားစရာကောင်းတဲ့အမှုမဟုတ်ရတဲ့အကြောင်းချင်းညာကလည်းဖြေကျိုးဖြစ်စဉ်တိုင်းပဲ တိတ်ပြီးတော့မထူးခြားမှုမရှိနွား15កောင်ကိုလူခွနှစ်ယောက်ကထန်းတပင်မျိုးနယ်မှာအင်းစိန်မျိုးနယ်တဲသို့တဲဆောင်လာခဲ့တယ်ရဲနဲ့ရက်ွက်လူကြီးတွေကစစ်တယ်သူတို့ထန်းတဲ့တမျိုးနယ်မှာတမျိုးနယ်သို့နွားများတဲယူရန်ခွင့်ပြုချက်မပါဒါကြောင့်ရဲကတိတ်ချက်လူပြုတ်လောက်ကစွတ်စွဲတယ်မှုပဲဖြစ်ပါတယ်ဥပဒေအရကျွမ်းနာများကိုမျိုးနယ်ကျော်တိုင်းကျော်တဲဆောင်လူပကတပ်ဆန်ရာမျိုးနယ်တိုင်းလိုက်ထုတ်ပေးတဲ့ခွင့်ပြုချက်ရှိရမှာ ဖြစ်ပါမယ်။အမှုကလည်းယုံမှတတော်ကိုခရီးပောက်ပါပြီ။တကြယ်လုံးနဲ့တက်တဲ့တွေစစ်စစ်ပြီးကြွေတရားဆွဲချက်ပင်တင်ပြီးလိပြီ။ယခင်က CPO တက်ချက်ကြီးအောင်ကြည့်လိုက်ပါဆောင်ရွက်ခဲ့တယ်။ယခုတော့ကျွန်တော်ရဲ့တာဝန်ဖြစ်ချင်ပြီ။နောက်ပိုင်းရှင်ကလိုင်မျိုးနယ်မှာနေတဲ့ဥလာတောင်ဖြစ်ပါတယ်။အစာရေစာရှားပါတဲ့အတွက်အဲစိန်မျိုးနဲ့အလဲရွာကဦးကျော်ဤထံမှခိတ္တာထားခြင်းဖြစ်ပါတယ်။ ယခုမိုးဦးကြခြင်းအစာရေစာပေါ်လာလို့ပြည်ယူတဲဆောင်ခြင်းပဲကျွန်တော်ခအခါချင်းဝင်ယူပြီးတော့နွားများကိုပို့ဆောင်ပေးကြတာဖြစ်ပါတယ်တရခန့်ခွင်းနဲ့ဦးထံကားပင်တကြီးတညာထွက်ဆိုလာခဲ့တယ်တရခန့်များကိုတယောက်ချင်းမေးတာနဲ့ရှေ့နေကြီးကသူ့ရဲ့နေရာမှာပြန်ပြီးတော့ထိုင်နေပြီးတဲ့အခါမှာကျွန်တော်ကိုပြုံးဆဆနဲ့ကြည့်တယ်သူ့ရဲ့ပြုံးနဲ့သူ့ရဲ့မျက်လုံးတွေကကိုနားကိုစွဲတာဘာဖြစ်လဲဟုတဲ့စကားတွေပြောနေပါတယ် ဒီထိကျွန်တော်ဘာမှမခံစားရသေးစင်ရဲလို့ဇထဲလိုက်ပါတယ်နေကြီးနေမိလို့ငါးချက်ရောရတဲ့ကိန်းကိုစိုက်နေပြီစကားကိုပတ်ဆံမရှိလို့နွားငါးဆွဲမိပါတယ်တရားခံဖြစ်တာကိုစင်ရဲစီစင်ရဲဖြစ်နေရမယ်တရားခံများကိုသာ တွေးပြီးတော့တနာမိပါတယ်ထွက်ဆိုကြတဲ့အတိုင်းသာမှန်ခန့်မှကသူတို့တွေဒီထက်ပိုပြီးမျက်နာစီဖို့မသိဘူးကျွန်တော်မှတွေးမိပါတယ်အမူလိုက်ရဲရှာရှိနေနဲ့ ဘာများမေးစရာရှိသေးလဲမေးစရာမရှိပါဘူးခင်ဗျာတရားခံကျိုးဆောင်ကြီးကရောတက်တည်တင်ပြဖို့ရှိသေးလားရှေးနေကြီးမှာထချက်ပြီးတော့သူ့ရဲ့တင်မှာပါပါလွတ်လွတ်ကြွားကြွားဝင်းဝင်းနေသူကတရားစီရင်ရေးအဖွဲ့ကိုအယိုသေးပြုကတရားရုံးခန်းမမှာပရိသတ်ကိုတစ်ချက်ဝေ့ပြီးတော့ကြည်ပါတယ်ထို့နောက်မှာအင်္ဂလိပ်ဘာသာစကားဖြင့်တင်ပြပါတယ်တဖန်မြန်မာပြန်ပြတယ် ပြီးတဲ့အခါမှာအင်္ဂလိပ်ဘာသာစကားဖြင့်ဆက်ပြီးတော့တင်ပြပါတယ်။တဖန်မြန်မာစကားနဲ့ပြည့်နေ။ပြီးတဲ့အခါမှာအင်္ဂလိပ်ဘာသာစကားဖြင့်ဆက်ပြီးတော့တင်ပြပြန်ပါတယ်။ပြီးတော့မြန်မာစကားဖြင့်ပြန်ပြီးတော့တင်ပြတယ်။ဒီလိုဒီလိုဒီဂုံပြဝင်ကြွားတင်ပြနေသည်မှာငါအเจ้าနေနေမှမကြားမိဘူးလား။ဆိုတဲ့ပြောနေတဲ့ကြောင့်အကြည့်တွေနဲ့ကျွန်တော်ကကြည့်လိုက်ပါတယ်။ဂုံယူဝင်ကြားဟန်ဖြင့်ပရိသတ်ဘက်ကိုဝေဝဲကြည့်လိုက်တယ်။ တရားစင်ရေအဖွဲကိုတီမတီဟန်နဲ့ကြီးလိုက်တာနဲ့မေမာနာတလူလူလွင်ထူနေကြအောင်တိတာလှပါတယ်အမှန်တရားအတွက် အမိုးစီရေးရမှာတိနိုင်မည်သူတိနိုင်မည်လောက်မိတာထင်ရှူမှတ်စသည်ကိုစစ်ဆေးရန်ခွင့်ပြုရမည်လို့ပြည့်မှုဆန်ရာကျင့်ထုံဥပဒေမှာအတိအလင်းဖော်ပြလိုထားပါတယ်ဒါကြောင့်မလို့နွားပိုက်ရှင်ဦးလာတောင်းနဲ့နွားများကိုထိန်းသိမ်းခဲ့သူဦးကြအီးတို့ကိုခေါ်ချူစစ်ဆေးပါရန် ရုံတော်သူယူသည်စွာလျှောက်ထားအပ်ပါれခမညာ။나희ဝက်ခန့်ကြမှာလူရင်းကိုတင်ပြပြီးရှေးနေကြီးတွေပြန်ထန်လို့သွားကြတယ်။အမှုတဲ့အထင်ကြီးအောင်လို့လူပိန်ကျက်ဟေ့ရုံးဟန်လုံးတွေနဲ့မလူအပ်ဖဲအင်္ဂလိပ်စကားတွေရှေ့ရှေ့ဝေးဝေးလုံးနေကြအောင်ကျွန်တော်မှရိပ်မိပါတယ်။ထို့အပြင်သူ့ရဲ့အမှုရာနဲ့အကြည်စိုးတွေကိုမကြိုက်။ဘယ်သူမှမူးစရာမလိုဘူးလို့ပြောနေတဲ့ယောက်စိတ်ခေါ်နေတဲ့ယောက်လို့စိတ်ထဲမှာထင်မိလိုက်ပါတယ်။ CBOG ဘာပြောစရာရှိသေးလဲလို့တရားခွင်စီစဉ်ရေးဥက္ကဋ္ဌကမိတာနဲ့ကျွန်တော်မှထရှယ်လိုက်ပါတယ်။အင်္ဂလိပ်စာမတတ်တဲ့ပြည်သူတွေပေါ့။အင်္ဂလိပ်စာတတ်တဲ့ပုဂ္ဂိုလ်များက ဟိတ်ဟန်ထုတ်၆လန့်အနိုင်ထက်ပြုကျုံကိုနန်းခံတော်ဆိုရကသိပါတယ်။ဒါကြောင့်မလို့ပြည်သူအများကြီးမတိနားမလဲအမှုပေါ့။အမျက်မထုတ်စေရန်1966ခုနှစ်ကစပြီးမြမဘာသာစကားကို ရုံသုံးဘာသာစကားဖြင့် တရားဝင်တင်ပြပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။ဒီကျဲဥပဒေများကိုအင်္ဂလိပ်ဘာသာမှမြန်မာဘာသာသို့အပြန်ဆိုထားခြင်းဖြစ်ပါတယ်။ဒုဗ္ဗာလိချက်တဖက်ကျိုးဆောင်ရှိနေကြီးကပြည်သူတွေထင်ရှားထင်မှားဖြစ်အောင်လို့အင်္ဂလိပ်စကားနဲ့ရုံးတော်မှလျှောက်ထားတင်ပြလျှက်ရှိပါတယ်။သို့ဖြစ်၍တဖက်ကျိုးဆောင်ရှိနေကြီးကိုမြန်မာလူမျိုးပြည်ပြည်မြန်မာစကားဖြင့်သာပြန်လည်လျှောက်ထားတင်ပြရန်ရုံးတော်သို့ယူသည်စွာလျှောက်ထားတင်ပြအပ်ပါတယ်။ တရားစီစဉ်ရေးအဖွဲ့တဦးကနေဟုတ်သားဖေဗျာအကျိုးဆောင်ကြီးဒါခလီဥပဒေဆိုင်ရာအချက်အလက်တချို့ရှိလာရှင်မြန်မာဘာသာစကားဖြင့်ဖွင့်ဆိုချက်လိုအပ်လာရှင်အင်္ဂလိပ်ဘာသာဖြင့်လည်းရှင်းလင်းတော်ကူတော့ခွင့်ပြုပါတယ်မလိုအပ်ဘဲနဲ့အင်္ဂလိပ်ဘာသာစကားနဲ့တင်ပြတာမျိုးတော့ရှောင်တင့်ပါတယ်မြန်မာပဲဗျာမြန်မာစာကိုမြန်မာလိုပဲပြောဦးစားပေးလိုပါတယ်တဖက်အကျိုးဆောင်ရှိနေကြီးထရှက်လာတယ် ပညာတတ်လူလိမ့်မပိပိဟမ်မပြက်အင်ဒရီစဲနေတော့လေသူ့ရှင်မျက်နာကတိတိတတ်တာဖြင့်နေရဲလို့နေပါတယ်။ရှောက်လဲတင်ပြချက်ပင်ချက်ချင်းမပြုတ်နိုင်။ကျွန်တော်ရှင်မျက်နာကိုစူးစူးဆက်ဆိုင်ကြည့်တယ်။သူ့ရှင်နှခမ်းထောင်းတစုံဘက်မှာလေးဝိုက်ထားတဲ့အပြုံးတစ်ခုကိုကျွန်တော်မှတွေးမိပါတယ်။ထိုအပြုံးရဲ့အသေးပဲကိုကျွန်တော်သိတယ်။မင်းတော်တနေ့နေ့ငါနဲ့တွေ့မယ်လို့တေးလိုက်တဲ့အသေးပဲဖြစ်တယ်။ကဲ အကျိုးဆောင်ကြီးတရားခံပြတက်သေးတယ်ရောပါလာတရားစီစဉ်ရေးအဖွဲ့တူကနေမိပါတယ်ဟုတ်ကဲ့နွားပိုင်ရှင်ဦးလာတောင်တယောက်ကတော့ရုံးရှိမှာရောက်နေပါပြီကဲဒါဆိုလဲစစ်ရအောင်နွားပိုင်ရှင်ဆိုသူဦးလာတောင်မှာတရားခွင်တို့ဝင်လာခဲ့တယ်သူဒီအသက်50ခန်းရှိပြီ အသားလက်လက်ပိမိန်ပါပါဖြစ်တယ်ယူသားအေးစေးတဲ့သူ့ရဲ့စိတ်ဓာတ်ကမျက်နှာပေါ်မှာပဲထင်ဟပ်လို့နေတယ် ဒီအခန်းကျိုးဆောင်ရှိနေကြည့်ရဲ့ဥဆောင်မေးခွန်းအတိုင်းအေးအေးစီစီပဲထွက်ဆိုနိုင်ပါတယ်ကျွန်တော်ရဲ့နာမည်ဥလာတောင်ပဲဖြစ်ပါတယ်လိုင်မျိုးနယ်ပူတာယုံလန်းမှာနေပါတယ်အဖမ်းစီးခံရတဲ့နွား15ခေါင်းစလုံးကျွန်တော်ရဲ့နွားတွေဖြစ်တယ်လွန်ခဲ့တဲ့၄၅လခန့်ကတည်းကအစာရှိစာရှားပါ၍ကျွန်တော်ရဲ့နွားတွေကိုအင်းစိန်မျိုးနယ်အလဲရွာမှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့ဦးချအေးထံမှာအံ့နံခဲ့ပါတယ်ယခုမိုးဦးချကလည်း အစာရေစာပေါများလာလို့ကျွန်တော်ရဲ့နွားတွေကိုပြန်လဲတဲဆောင်လာခဲ့ပါတယ်။နွားများယူဆောင်ရမှာရုံးရှိရှိတရားခန်များကိုအခါချင်းငွေပေးပြီးတော့ခိုင်းစေခဲ့ပါတယ်။မိမိပိုင်နွားတွေကိုတဲယူခြင်းဆက်ဆက်နေတဲ့မျိုးနွယ်များဖြစ်ခြင်းမျိုးနွယ်ကောင်းစီမှမျိုးနွယ်ကြောတဲ့ခွင့်ခွင့်တောင်းရမည်ကိုမသိခြင်းတို့ကြောင့်ဒီအတိုင်းပဲတဲဆောင်ခဲ့ကြပါတယ်။ရှေးနေကြီးမှာတရားခန်ပြတ်တဲ့စေမေးချင်းကိုအဆုံးသက်လိုက်ပါတယ်။ တခြားစီစဉ်ရေးအဖွဲ့များကိုကျွန်တော်ကလှမ်းပြီးတော့ကြည့်လိုက်တယ်။အမူးလိုက်ရရှိလေ။ဘာများမေးချင်တာရှိလဲ။ဟုတ်တဲ့သဘောပါ။ကျွန်တော်မှထရှက်ပြီးတော့အယူသေးပြေးလိုက်တယ်။ဒီနေရာမှာမှန်တဲ့စကားကိုကျွန်တော်မှဆိုရပါမယ်။ဒီအချိန်ထိဒီအမှုကိုဖြည့်ရှိုးဖြစ်စေအမှုတစ်ခုဖြစ်တာကျွန်တော်မှထင်မြင်နေစေဖြစ်တယ်။တရားခံပေါ်မှာတွင်လေဒီထက်ပိုပြီးတော့နင်းနေနာနာ ဖြစ်သွားမှကိုကျွန်တော်မလို့လား။တရားခံစူးစမ်းရှိတဲ့ကို မကြည်မလင်ဖြစ်၍သူ့ရဲ့ဘက်ကတက်တဲ့ကို မပြတ်ပြအောင်လို့စီမေခြင်းမဟုတ်။နောက်ပိုင်းရှင်ဥလာတောင်းပေါ်တရားစီစဉ်ရေးဖွဲ့ကအမြင်ရင်းစီရန်လိုအပ်တဲ့အချက်အလက်များကိုသာမေးလိုက်ခြင်းပဲဖြစ်ပါတယ်။အရင်ကအစာရေစာရှားပါလို့ပို့ထားတယ်။အခုတော့အစာရေစာပေါများလို့နွားတွေကို ပြန်ယူတာပေါ့နော်။ဒီတိုင်းဟုတ်သလား။ဟုတ်ပါတယ်။အဲ့ဒီနွားတွေကိုအရင်တော့ကဘယ်သူစီမှဝဲခဲ့တာလဲ။ ကလားစီကပါကလားဆိုတာလူနာမည်လားလူနာမည်ပါဝယ်တုံးကငွေဘယ်လောက်ပေးပြီးတော့ဝယ်ကြတာလဲနွားလေးတွေကတကောင်ကုန်900ပါ ခိုင်နွားတွေကတကောင်ခွင့်နေရပါနှိုးစားနွားမကြီးကလည်းခွင့်နေရပါနွားမကြီးကတနေ့ကိုနို့ဘယ်နဲ့ပိတ်တာထွက်တယ်လဲတနေ့ငါးပိတ်တာထွက်ပါတယ်တနေ့ငါးပိတ်တာထွက်တဲ့နွားမကိုခွင့်နေရတဲ့နဲ့ရောင်းနေဆိုတော့အတ္တိကလာကယူနေရလားမယူပါဘူး ကာလာပေါက်စီ1000ကျော်3000တန်းနဲ့နိုးစောနွားမကိုခွင်းနေရတဲ့နဲ့ရတယ်ဆိုတာကြောင့်ကျွန်တော်မှဘဝေမကြဒုဗ္ဗတော်လေနိုင်နိုင်ချွတ်ချော့မင်းနေလိုက်ရင်တက်တေမှာခြားခြားလေးလို့သွားလိမ့်မယ်တက်တေခြားခြားလေးပြီရှောက်ပြီးတော့ပြောနေလိုက်ရင်တရားခဏနေထောင်ချကုန်လိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်ကလွယ်ကူမဲ့မိခွင်းကိုပါပြောင်းလိုက်ပါတယ်နွားတွေကိုဘာကြွေးလဲကောက်ကျူးကျူးပါတယ်အချာပြေးဆွတ်စာဘာများထဲသေးလဲ ငါကျွေးလိုက်ရင်ကောင်းရိုးကြီးမျက်ကြီးကျွေးတာမဟုတ်ပဲဖက်နံပါတ်ကစားဖွဲနူလေးပွိုင်လေးအစားထဲရှားတက်ပတယ်ဒီလောက်ကတော့လေသမားမဟုတ်တဲ့ကျွန်တော်ကားပင်တည်တယ်နွားပန်းရှင်နေနဲ့လေလွေလွင်တကူဖြေနိုင်မယ်လို့ယူဆ၍ဒီမေကွန်းကိုမေးလိုက်ခြင်းဖြစ်တယ်ဒုဖတော်လေကျွန်တော်မျောလင်းထားတယ်လို့သူမဖြစ်ပါဘာမှမထည့်ပါဘူးကျွန်တော်မှအံ့ဩလို့သွားတယ်နွားစာထဲမှာပဲဖက်နံပါတ်တို့ ဖွဲ့နှုတို့ထဲ့ကျွေးကြတယ်ဆိုတာရောသိကြလားဟုတ်ကဲ့ကြားဘူးပါတယ်ဒါဆိုရင်ဘာဖြစ်လို့ထဲ့မဲ့ကျွေးတာလဲတတ်သိကျဲတန်ကပုံမှန်မဟုတ်တော့ဆိုရှယ်မှုတွေပါနေပါတယ်နွားစာကိုကျွန်တော်မိမကျွေးတာပါဒါကြောင့်ကျွန်တော်ကမသိတာကျွန်တော်ရဲ့စိတ်ထဲတန်တရားတွေကြီးထွားလို့လာခဲ့တယ်ပေးရှိမှုမရှိတဲ့မူသားထွက်ဆိုချက်များသည်လည်းရိမ့်မိလိုက်ပါတယ်ဒါကြောင့်မလို့ရုတ်တရက်ကောက်မိလိုက်တယ် နွားတွေကခမရနွားတွေမဟုတ်ဘူးမဟုတ်လားဟုတ်ကဲ့ကျွန်တော်နွားတွေမဟုတ်ပါဘူးဒါဆိုခမရရုံတော့ကိုလာပြီလိန်လေထွက်ဆိုနေတာပေါ့တရားစီစီရဲ့အဖွဲ့တူကဝင်ပြီးတော့မေးပါတယ်ဟုတ်ပါတယ်ကျွန်တော်နွားပိုင်ရှင်နေတဲ့တက်တေထွက်ပေးရင်လွယ်မယ်ဆိုလို့လာပြီးတော့ထွက်ပြီးတာပါတရားစီစီရဲ့အဖွဲ့ရဲ့ရှိမောက်ပရိသတ်တို့ရဲ့ရှိမောက်မှာကျူးလွန်ပါတယ်ဒီတက်တေကိုမတိကြိုးကြွမျက်ခွေပြူးရှိမဖြစ်တော့ တရားစီစဉ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များခင်ဗျာဒီသက်တေဥလာတောင်ဟာရုံးနောက်ကိုမထေမျက်မြင်လုပ်ပြီးမမှန်မကန်လိမ့်လေထွက်ဆိုနေခြင်းကြောင့်ထင်ရှားပေါ်ပေါက်နေတဲ့ဖြင့်ပြစ်မှုဆိုင်ရာဥပဒေပုံမှ တကူတုံမမှန်သက်တေခံမှုဖြင့်ရုံးနောက်မှာအရေးယူဆောင်ရွက်ပေးနိုင်ပါတယ်တင်ပြလျှောက်ထားအပ်ပါတယ်ဥလာတောင်ခင်ဗျာမှာကြောင်းလန့်မှုတို့ဖြင့်တုံရှိလို့နေပါတယ်သက်တေကတရားခံဖြစ်သွားခဲ့ပါပြီ။ သူတို့တရားစီစဉ်ရေးအဖွဲ့နေ့ဥက္ကဋ္ဌကအင်းစိန်မြို့နယ်တရားစီစဉ်ရေးအဖွဲ့ဥက္ကဋ္ဌရုံမှတရားစွဲဆိုလိုက်ပါတယ်။ထိုပြမှုဖြင့်သူထောင်6လကြာသွားလိမ့်မယ်။တကယ်တော့အမှုသက်တည်ဥလာတောင်းကိုအောက်လန်းနေပြန်ပွဲထုတ်တရားခွင်ကိုအရောက်ခေါ်ဆောင်လာသူမှရှေ့နေကြည်ဥကြောအောင်မင်းဖြစ်ပါတယ်။သူဒီတရားမျှတမှုနဲ့မှန်ကန်ခြင်းတို့ဘက်မှမနေခဲ့။တရားစီစဉ်ရေးလုပ်ငန်းတွင်တစ္ဆာရှိရှိတမာတီတီတီ ယူသားဖြောင်းမြရမည်ဆိုတဲ့ရှေ့နေတဦးရဲ့တောင်းဝင်းကို မေးလျော့နေပုံရပါတယ်။ဒီလိချက်နဲ့မမမကန်တင်ပြလျှောက်ထားခြင်းမပြုတင်။နွားပန့်ရှင်မဟုတ်တဲ့ဥလာတောင်းကိုနွားပန့်ရှင် အပြအသုံးတော်ခံခဲ့တယ်။ဒုပ္ပါတော်လည်းအမားဒီအမားသာ အမားကိုအမန်တရားဖြစ်အာဓမစီရင်ကြွေမရနိုင်။နွားတဲ့လာသူတရားခံခွင့်နဲ့ဥမာလေအကျိုးဆောင်ရဲ့အောက်လန်းဤပညာကြောင့် ရှေ့နေကဲမှာထောင်လုံးလုံးကြားတဲ့ဂိတ်ကိုစိုက်သွားခဲချပါတော့တယ်။မိတို့ပင်ဖြစ်စေမိသူတွေထောင်ကြပါစေအမြဲထွက်သူတယောက်ကတော့ရှေ့နေသေးပင်ဖြစ်တယ်။သူကတော့ရှေ့နေကြည့်ဥကြောအောင်ပင်ဖြစ်တယ်။တရားမဝင်နွားတဲ့မှုတယ်။ဒီအခန်းပြတ်သွားတဲ့တသက်ကြီးဥလာအောင်အမှုမှာရှေ့နေကမျိုးမျိုးမြက်မြက်ကလေးရားလိုက်တော့ကြောင့်ပဲဖြစ်တယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဇလန်လေးကတော့ဒီနေရာမှာနေပြီးဆုံးလို့သွားခဲ့ပါပြီ။ ဇလဲလီကိုဆုံးထိလိုက်ပါနားဆင်ပေးတယ်။တအူးတယောက်ခြေစီကိုကျေးဇူးများကြီးတင်ပါခင်ဗျာ။